အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့အကျွေးကြည်စီမဲ့ရတရားပြင်လဲမြောက်ပြီးမှဖြစ်ပါတယ်ဗျာခွမတ်နေရေးတာမေးတာတောင်းတာတဲ့မိတ်ဆွေခွနသားများတွေပြင်လဲမြောက်ပြီးခြင်းပဲဖြစ်ပါတယ်ဗျာအကျွေးကြည်စီမဲ့ခါတာကိုတော့ရေတစ်ခါကမြောက်ပေးခဲ့တာအဆင်ပြေအဆင်ပြေတဲ့မိတ်ဆွေတွေများခဲ့ပါတယ်ဒီနေ့မှလည်းအကျွေးကြည်ရတရားလေးပြင်လဲပြီးမြောက်ပေးမှမှဖြစ်ပါတယ်ဗျာအဲ့တော့အကျွေးကြည်ဖို့အတွက်ကိုကအကျွေးလေးယူထားတဲ့ဆိုရင်တော့ပေးရမှာတေချာပါတယ်ကိုကပေးခြင်းစိတ်အပြည့်ရှိရမယ် ဒါဆိုရင်ဒီရေရလေးရအစွမ်းထက်မှာဖြစ်ပါတယ်ဗျအရန်လွယ်ပါတယ်ပထမဆုံးကျွန်တော်ရေရ၃မျိုးရှိတယ်တစ်မျိုးပြီးတစ်မျိုးပြောပြပေးပါမယ်ဗျအဲ့တော့ပထမဆုံးမင်းနဲ့ဆော့ဆော့လေးမှာကိုယ့်ရဲ့အိမ်ဖျားမှာကျွန်တော်တွေကိုယ့်ရဲ့အိမ်ဖျားမှာပေါ့နော်အကျော်၄မျိုးကပ်ပေးမယ်အဲ့တော့ကျွေးကျွေးကျွေးပကံပြားတဲ့ကိုအကျော်၄မျိုးမတူတဲ့အကျော်အကျော်၄မျိုးပေါ့နော်မမတူတဲ့အကျော်၄မျိုးနခုစီလောက်ကတ်လိုက်ပါဗျာအဓိကတော့အကျော်လေးမျိုးဖြစ်ရင်ပြီးတာပါပဲအကျော်ကတ်မယ်သမီးစီဆန်းရဲ့မြေပဲရဲ့ ျုံမူကျော်ရဲ့တော့ကျွကျွမြင်းများတဲ့ကိုကောက်ကိုထမင်းစီစမ်းလိုက်ထင်းစီစီစမ်းလိုက်မယ်ကျုံမူကျော်လေးကြော်ပြီးအဲ့ပေါ်လေးမှာတင်ပြလိုက်မယ်မြေပဲလေးဖြူပြီးတော့ဇွန်းလေးပါတက်ပေးအဲ့ဒါလေးကိုကျွန်တော်အိမ်ဖျက်မှာကပ်ပြန်မှာဖြစ်အိမ်ဖျက်မှာကပ်ပြီးတော့ဖျက်ကုန်းတော်ကိုပါဟိုကိုကောက်ရုပ်ပြန်မှာဖြစ်ပါတယ်ဖျက်ကုန်းတော်ကိုပါတော့အလုံးရပြီသားလို့ထင်ပါတယ်နော် ဣတိပိသောဘဂဝါအရဟံတမ္မတံဗုဒ္ဓောဝိဇ္ဇရဏတမ္မနောသူကတောလောကဝိတုအနုတ္တရပုရိသဓမ္မတာရိတိတတ္တေဝမနုဿနံဗုဒ္ဓောဘဂဝါဆိုပြီးဖျားကုံတော်ကိုးပါးကိုကိုးကောက်ရွတ်ပေးလိုက်မယ်အဲ့တော့တဲ့တော့ဒီနေရာမှာလဲတချို့ကကျွန်တော်ဟိုတချို့ကပေါ့နော်ဟိုခင်မကြီးဆယ်ပါး ယူကြတယ်အဲခင်မူးဆေးပါယူနိုင်ပို့လို့ကောင်းပါတယ်ဒီနေ့မှာတချို့လဲခင်မူးဆေးပါကြတော့မရတဲ့သူရှိတယ်အဲ့တော့ခင်မူးဆေးပါကိုရတဲ့မိတ်ဆွေများကတော့ခင်မူးဆေးပါကို10កောက်ယူပေးပါဗျအဲ့တော့ဖျန်းကုန်းတော့ကိုပါပြီနော်ခင်မူးဆေးပါကို10កောက်ယူပေးရရင်တော့ယူပေးပါမရရင်လည်းမယူနဲ့ရပါတယ်တကယ်လို့ယူရင်တော့ပို့ကောင်းပါတယ်ဗျအဲ့တော့ယူမယ်ဆိုတော့ကျွန်တော်အရင်ဗီဒီယိုမှာတင်ထားပါတယ်ကျွန်တော်အဒီဗီဒီယိုမှာအသားလေးလက်လက်နေတွဲပေးမယ်နော်အဲ့တော့ခင်မူးဆေးပါကိုကျွန်တော်အရင်တစ်ခေါက်တင်ပေးထားတယ်အဲ့တော့ရရင်ယူပေးပါအဲ့တော့ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ ။ဤနိုးပွားများတဲ့ဘောင်နကုသို့လူတန်းဒါနကုသို့ကုသကံစင်နာများကြောင်းရှိစရာပေးစရာအကျွေးများကြေပြရစေ။အဲ့တော့အကျွေးအလုံးကြေပြရစေ။အဲ့တော့ငွေကြေးအစဉ်ပြေအစဉ်ပြေပြရစေ။လူတန်းတွေလည်းလုံနိုင်ပြစေဆိုပြီးတော့စူတောင်းမြတ်တာပို့အမြတ်ပွေဝေလိုက်ပြီးပါပြီ။ဒါပထမရတရားဒီဟာလေးကိုနှစ်ပတ်တိလောက်ပြန်มาဖြစ်ပါတယ်။နှစ်ပတ်တိတိလောက်ပါနှစ်ပတ်အတွင်းနှစ်ပတ်အတွင်းမှာပဲ ငွေကြေးစာကြေးဆောင်တွေအကျွေးကြေးစာကြေးဆောင်တွေပေါ်ပေါက်လာပါလိမ့်မယ်။ကုညီမဲ့သူစောင်းမဲ့မဲ့သူတွေကျွန်တော်တွေအစီပြေစရာပြေချောင်းတွေငွေကြေးခက်ခဲတွေပြေလေစာပြေစေချောင်းတွေအကျွေးပြဿနာတွေအဲ့တော့ဒီဘဝအကျွေးပဲဖြစ်ဖြစ်အတိတ်ဘဝအကျွေးပဲဖြစ်ဖြစ်အကျွေးအားလုံးတွေကျွန်တော်တို့တွေကြည်နိုင်ပါတယ်ဗျာနော်။ဒီဟာလေးကိုလုပ်ပေးပါနံပါတ်အတွင်း အဆင်ပြေပါတယ်ဗျအာဒါပထမရတရားပဲဖြစ်ပါတယ်အဲ့တော့ဒီအလေးကတ်လူပြီးရောကျွန်တော်တို့နေ့လည်ကြတော့ကိုယ့်ကိုပြန်စွန့်စားလို့ရတယ်ကိုယ့်ကိုပြန်စွန့်စားလို့ရတယ်ကိုယ့်ကိုပြန်စွန့်စားလိုက်ပါအကျော်တွေရောစီစမ်းတွေရောကျုံမှုတွေကိုယ့်ကိုပြန်စွန့်စားလိုက်ပါဒါဆိုရင်တော့ပထမရတရားပြီးပြီးနံပါတ်3တွေလို့ဒုတိယရတရားကတော့မလုံးရေပေါ်နဲ့ပေါပေါဆုံးနဲ့လိုပါတယ်အဲ့တော့မလုံးရေပေါ်ကိုအိမ်ဖျားမှာကတ်မယ်အလုံးရင်ကန့်တတ်မရှိဘူးကျသလိုကတ်လို့ရလဲသူကတော့ ကလေးလည်းကျွေးမှာဆိုတော့မြန်မြန်လေးလို့လှုပ်ဖို့လိုတယ်အိမ်မှာလှုပ်မယ်ဆိုလို့ရှိရင်လည်းအိမ်မှာလှုပ်လို့ရတယ်အခုအထုပ်လေးရှိရင်နော်အထုပ်ကျွန်တော်တွေအထုပ်မုံညံ့ထုပ်လေးရှိတယ်ရေဖြော်ပြီးကွက်ကိုလှုပ်လဲရတယ်ဒါမှမဟုတ်ဝယ်လဲရတယ်အစင်းလိုလှုပ်ပါအဲ့တော့ပေါပေါဆိုတော့ပေါပေါပါနော်ဘာပေါပေါနေနေရပါတယ်ပေါပေါနဲ့ကျွန်တော်တွေဒီဟိုအနေကိုခုနဒီခုနမလုံးကြီးပေါ်နေကို ကျွန်တော်တွေဖျောက်ကပ်မယ်ဖျောက်ကပ်ပြီးသူ့ကြတော့စွန့်ပြီးတော့ခလေးတွေကိုအများပြပေးဝေမှာဖြစ်ပါတယ်အ ਨੇ စုံခလေးအားလုံး17ယောက်လောက်တော့ဝေဝေတင်တယ်ခလေးတွေအားလုံး10ယောက်ကျော်ပြီးတာပဲအဲ10 10ယောက်ကျော်ပြီးတာပဲအယောက်20လေးရတယ်အယောက်30လေးရတယ်17ယောက်လေးရတယ်12ယောက်လေးရတယ်13ယောက်လေးရတယ်အဓိက10ယောက်ကျော်ပြီးတာပဲခလေးတွေ10ယောက်ကျော်ဝေမယ်အဲ့ဒါကိုခလေးတွေကိုမလုံးကြီးပေါ်နဲ့ပေါပေါဆုံးတွေကို ဝေပြရမှာဖြစ်ပါတယ်အဲ့ဒါလေးကိုဝေဝေကြည့်ပါသူ့ကိုကြတော့နှစ်နပတိတွေဝေစားမလို့ပါဘူးသူ့ကိုကြတော့တစ်ပတ်နှစ်ခါဖြစ်ဖြစ်တစ်ပတ်တစ်ခါဖြစ်ဖြစ်တစ်ပတ်သုံးခါဖြစ်ဖြစ်ကတ်လို့ပူဇော်ပြီးတော့ဖျောက်အရင်ဆုံးကက်ကတ်လိုက်မယ်ကတ်ပြီးတော့ကျွန်တော်တို့အဲ့ဒါကိုလည်းတစ်ပတ်၁ရက်ဖြစ်ဖြစ်တစ်ပတ်၂ရက်ဖြစ်ဖြစ်တစ်ပတ်၃ရက်ဖြစ်ဖြစ်အဲပေါပေါင်းနဲ့ကျွန်တော်တို့မလုံးရေပေါ်ဘူးလေရရင်ရတယ်လို့လေလုတ်ပေးဒါဆိုရင်ရေတရာနှစ်ခုပေးပြီဒါဆိုရင် နောက်ဆုံးရေတရာလေးရတော့ကျွန်တော်တို့တွေ အဲ့ရနေပြီးတော့ရေပုံလေးတစ်ပုံယူသွားမယ်။အဲကျွန်တော်တို့ကဒီညောင်မင်းကိုရေသွားလောင်းပေးရမှာဖြစ်ပါတော့ကျွန်တော်တို့ဖះရှိရင်အိမ်မှာဖះနေနေဖះကိုသွားမယ်။ဖះမှာညောင်မင်းလေးရှိတယ်။ဖះရေတက်ပေးမယ်။ပြီးရင်ညောင်မင်းကိုရေတက်ပေးပြီးတော့အမွှေးနယ်လေးသုံးနယ်ထုံးပြီးတော့အကျွေးကြေးစာကြီးရောင်းနေဆူတောင်းခဲ့ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကရုပ်ကစုံနဲ့မင်းကြီးကိုရေရေလောင်းပေးမယ်။အဲအပင်ကိုရေလောင်းပေးမယ်ပြီးရင်အမွှေးတန်၃နိုင်လေးထုံးပြီးတော့အမွှေးတန်၃နိုင်ထုံးမယ် မွေးတာလေးသုံးမယ်နော်မွေးမွေးလေးသုံးမယ်အမွေးနဲ့သုံးနိုင်လေးထုံးပြီးတော့ကျွန်တော်တို့ဒီဆိုကျွန်တော်ရေလောင်းရတဲ့ကုသကံစင်နာများအကြောင်းဒီကရှိတဲ့ရုပ်ရုပ်စုံနဲ့မင်းကြီးကအမွေးနဲ့တာကျွန်တော်အမွေးနဲ့တာများနဲ့ပူတော်ပါတယ်အကျွန်ုပ်အကျွေးတွေများနေပါတယ်အကျွေးကြည်သာကြည်ချောင်းအကျွေးစီအမြန်ကြည့်အောင်ကုညီဆောင်မပေးပါရုပ်ရုပ်စုံနဲ့မင်းကြီးဆိုပြီးတော့အဲ့ဒါလေးကိုစူတောင်းခဲ့ပြီးတော့မြင့်တာပိုးအမြတ်ပွေလိုက်ပြီးပြီဒါပါပဲအဲ့ဒါလေးကိုလည်းကျွန်တော်တို့ကဒီ ဘယ်ဘယ်ချိန်လို့မဆိုအချိန်တိကျတယ်မလို့ဘူးမစ်စင်များအရင်အားတယ်လို့လေးသွားလို့ရလဲတချို့တချို့ဆိုနေအလုပ်တွေပါသွားရင်းနဲ့လမ်းတွေပါဂျုံနေဂျုံရင်းနဲ့လဲအဲ့လိုရေတွေပါတက်ပဲအဲ့တော့ဟိုတခါကြလို့ရှိရင်ဖះဖះမဟုတ်ပဲနဲ့လမ်းသွားရင်းနဲ့အပင်ကြီးတွေတွေ့နေကွက်ကိုရေယူသွားမှာပေါ့နော်ကွက်ကိုရေလေးယူသွားမယ်အမွေးနဲ့လေးသုံးနဲ့ထုံးပြီးတော့ကျွန်တော်တို့ဒီရေရေလောင်းပြီးတော့ဒီအမွေးတိုင် တုံးနဲ့ပူပူစောရတဲ့အကြောင်းလေးကိုကျွန်တော်ပြောပြပြီးတော့အကျွေးကြီးများနေလို့ပါအကျွေးကြီးစားကြီးကြောင့်အကျွေးကြီးများကြောင့်ကိုကြီးဆောင်းမပေးပါဆိုပြီးတော့ဒီဟာလေးပြောရုံပဲအဲ့ဒါလေးပြောရုံပဲပဲဒါဆိုရင်တော့ပြီးသွားပြီဒီရေရသုံးခုကိုလုံးမယ်ဆိုလို့ရှိရင်နှစ်ပတ်တွင်းမှာအဆင်ပြေပါတယ်ကျွန်တော်မိတ်ဆွေအရင်တယောက်ကိုကျွန်တော်ကျွန်တော်စီလာတဲ့မိတ်ဆွေတယောက်ကိုကျွန်တော်ပေးလိုက်တာသူတက်လာတွင်းမှာပဲသူရဲ့သူပေးစားရှိတဲ့အကျွေးသိန်း600ကျော်ကြည်သွားတယ် အဲကျွန်တော်တို့ဒီပေးစရာရှိတဲ့ကြွေအားလုံးအမြန်ကျေနိုင်မှုအတွက်ဒီဒီရတရာ၃ကိုလုံနိုင်ပါတယ်ခင်ဗျအခက်မိတ်ဆွေများလည်းဆင်မပြေတာလေးလေခက်ခဲဖြစ်တာလေးတွေညောကမမမိခဲ့ရေခဲ့တောင်းရလို့ရပါတယ်ဗျခင်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေခုနသားသမီးတွေအားလုံးလည်းဆက်ကျင်းတဲ့ကိုကျမ်းမှရှိကြပါသည်ကြွေအားလုံးအမြန်ကျေပါစေဗျာ